ားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ကင်မူပါဆိုတော့ဒီနေ့စီစဉ်လေးကိုမပြောခင်မှာထုံးစံနိုင်ပဲတေချာပါလို့ရမှာလေးနှစ်ခုရှိပါတယ်အဲ့ဒါတော့ channel subscribe လုပ်တဲ့လှူထားပြီးတော့ခေါင်းလောက်နှိပ်ထားဖို့နဲ့ပြီးတော့ဒီနေ့စီစဉ်လေးကို VPN လေးဖြန့်ကြည့်ပေးကြဖို့လဲအထူးမြတ်တာရခင်ဗျစီ Okay ဒီနေ့မှာကတော့ကျွန်တော်ရေးချင်တာဇက်ကားလေးက2010ခုနှစ်တုန်းက trust ရှိခဲ့တဲ့ Gulliver's Travels ဖြစ်ပါတယ်ဆိုတော့ Gulliver ဆိုရင်အားလုံးသိကြမှာပါကျွန်တော်အထူးတလဲပြောစရာလိုမယ်မထင်ပါဘူး ဆိုတော့ဒီစကားထဲမှာလေဒီစာပို့သမားကာလီဘာခီးစဉ်တစ်ခုသွားရင်အမမထင်မဲနဲ့လူသေးသေးလေးနဲ့သွားပြီးတော့တွေးဆောင်ရတဲ့အကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်ဒီစကားတစ်ခေတ်ခါမှာအောင်မြင်ခဲ့သလိုပုံမြင်တွေထဲမှာဆိုလဲကလေးအတွက်အကောင်းဆုံးပုံမြင်ဖြစ်ခဲ့တာဖြစ်ပါတယ်တတောင်စာပို့သမားကာလီဘာနဲ့လူသေးသေးလေးတွေငလက်မလေးတွေပစ္စည်းညောင်းတောင်းလေးတွေပေါ့ဗျာကဲဘာလို့ဖြစ်လာမလဲ let's go ဒူဒူဒီနေ့စီစဉ်လေးကိုခန်းစားကြည့်ရှုလိုက်အောင်ပါခင်ဗျာ ဇလန်းဆာမှာတော့လီမြွဲဂါလီဗာဆိုတဲ့သူဟာစာပို့ဌာနအခန်းချင်းလေးထဲမှာအတူတွဲဖက်လောက်ကင်မှုလူရှာနေပါတယ်ဒီလိုနဲ့ဒမ်ဆွဲလူတယောက်ရောက်လာပြီးတော့အင်တာဗျူးလာဖြင်းတဲ့သဘောကျသွားတာကြောင့်စာပို့ဌာနအဖွဲ့တဲကိုပါဝင်ခွင့်ရလိုက်ပါတယ်အဲဒါမှာတော့ဂါလီဗာဒမ်ကိုအရေးကြီးတဲ့နေရာတွေကိုလိုက်ပြပါတယ်စာပို့ဌာနလူတွေဟာအထက်ကလူတွေအက်ဒီတာတွေကိုစကားပြောခွင့်မရှိပါဘူးဒါမဲ့ဒမ်ကတော့စောင်းပါကြိုက်တဲ့အကြောင်းသွားပြီးတော့ပြောလိုက်တာကြောင့်ဂါလီဗာတယောက်မျက်နှာမျက်နှာကဲပြပြီးတော့ခေါ်ထုတ်လာခဲ့ပါတယ် ဂါလီဘာတော့သူတို့တွေအစင်းနှမတူတဲ့စာပို့ဌာနကတော့အောက်ခြေဝန်ထမ်းအစင်းမရှိကြောင်းရှင်းပြလိုက်ပါတယ်။ဒမ်ကတော့အဲ့ဒါဂါလီဘာကအထက်လူတွေနဲ့စကားပြောရမှာကိုကြောက်နေလို့ဖြစ်မှာဆိုပြီးပြောလိုက်ပါတယ်။ဂါလီဘာတော့ကြောက်တာမဟုတ်ပဲအလုပ်ကိုလေးစားတဲ့အနေနဲ့အကန့်ကြီးခွဲထားတာဖြစ်တယ်လို့ဖြေရှင်းလိုက်ပါတယ်။အဲနောက်ဂါလီဘာသူကြိတ်ကျွေနေတဲ့ဓာစီကိုတွေးပြီးစာပို့ပို့တော်မေ့နေခဲ့ပါတယ်။ဒမ်ကတော့ဓာစီကိုဂါလီဘာကြိုက်နေတာသိပြီးတော့ဘာလို့ဖွေမပြောလိုက်တာလဲလို့မေးလိုက်ပါတယ်။အဲနောက်မှာတော့ဂါလီဘာကသူ့တပည့်ဒမ်ကို အပြင်တူတူသွားပျော်ပါးတောက်စားဖို့ခေါ်ပေမဲ့ဒမ်ကမလိုက်ခဲ့ပါဘူးပြီးတော့ဒမ်မှာယာရူးတိုးသွားခဲ့တာကြောင့်ဂါလီဘာတပည့်မဟုတ်တော့ဘူးလို့ပြောလိုက်ပါတယ်တကယ်တော့ဂါလီဘာအလုံးဝင်တာ10နှစ်ရှိပြီဖြစ်ပေမဲ့ယာရူးတိုးနဲ့ပတ်သက်ပြီးတခါမှမကြဘူးခဲ့ပါဘူးဒမ်ကတော့ဒီနေ့မှစဝင်ရုံနဲ့အငဲတန်းကနေစာပို့ဌာနဦးစီးမှုဖြစ်သွားတာကြောင့်ဂါလီဘာထက်ယာရူးပို့ပြီးတော့ကြီးသွားပါတယ်ဒမ်လည်းဂါလီဘာရေချင်းရှိပေမဲ့တခါလေးအပြောကြီးပြီးတော့မလုပ်ပြနိုင်တဲ့အကြောင်းတွေကိုပြောပြလိုက်ပါတယ်ဂါလီဘာတယောက်ရုံးစင်းတော့ဒါစီစီကိုသွားပြီးတော့ ရုံးစင်းနှုတ်ဆက်ဖို့ကြိုးစားခဲ့ပါတယ်။ဒါမဲ့ဂါလီဘာစိတ်ကအလိုလိုကြောက်လာကြောင်းပြန်လှည့်ထွက်လာခဲ့ပါတယ်။ဒါစီကတော့ဂါလီဘာကိုမြင်သွားပြီးလမ်းခေါ်လိုက်တာကြောင့်ဂါလီဘာလည်းစကားပြောဖို့စပါတော့တယ်။ဂါလီဘာလည်းဘေးမှာရှိနေစားစောင်းကိုယူပြီးတော့ပြန်တော့မယ်လို့ပြောလိုက်ပါတယ်။တကယ်တော့အဲ့ဒါခီးသွားဆောင်းမရေးဖို့ရှောက်လွှာဖြစ်တာကြောင့်ဒါစီလည်းဂါလီဘာခီးသွားဆောင်းမရေးတာကိုအံ့ဩနေပါတယ်။ဂါလီဘာကတော့သူကခီးတွေအများကြီးထွက်ဖူးပြီးတော့အဲ့လိုသွားဘူးလို့သာဆောင်းမတွေရေးခဲ့တာလို့ပြောလိုက်ပါတယ်။အားကြောင့်ဒါစီလည်းမနှက်ဖြန်ကို ဆောင်းပါတင်ကြည့်ဖို့ဂါလီဘားကိုမှားလိုက်ပါလေတကယ်တမ်းလက်တွေ့မှာတော့ဂါလီဘားဆောင်းပါမရေးတတ်တာကြောင့်အခက်တွေ့နေရပါပြီဂါလီဘားတယောက်အချိန်တော်ကြာစဉ်းစားပြီးတော့ idea မရတော့တာကြောင့်ဇာတ်ဝတ်တွေ website တွေအားကိုးပြီးတော့ရောနှောရေးချပစ်လိုက်ပါလေနောက်နေ့မနက်မှာတော့ဂါလီဘားကဆောင်းပါနမူနာကိုဒါစီကိုသွားပြီးတော့ပြလိုက်ပါလေဒါစီလည်းဂါလီဘားအရေးသားကိုသဘောကျပြီးတော့ထင်ကြီးနေခဲ့ပါလေတကယ်လည်းဂါလီဘားကူးချထားအဖြစ်လို့မလုံးမလဲဖြစ်နေခဲ့တာပါအဲနောက်ဒါစီကသူ့မှာဘာမီရာထရီကန်အကြောင်းလေ့လာဖို့ရှိတယ်လို့ပြောလိုက်ပါလေ ဒီကိစ္စကိုလှုပ်တဲ့အခါဂါလီဘာပင်လယ်ထဲမှာ၃ဘက်လောက်တော့သွားနေရမှာဖြစ်ပြီးအဲ့အတွက်အဆင်ပြေပါမလားလို့ဒါစီကမေးလိုက်ပါတယ်။အဲ့နောက်မှာတော့ဒါစီကဂါလီဘာအတွက်အဆက်အသွယ်တွေနဲ့အတူစီးသွားဖို့အတွက်လေတစည်းပါစောင့်နေမယ်အကြောင်းကိုမှားလိုက်ပါတယ်။ဒွန်းနဲ့ဂါလီဘာတယောက်ကန်ဆက်ကနေဘာမီရာဒရီဂန်ရှိရာနေရာကိုလှေနဲ့ထွက်လာခဲ့ပါတယ်။ဂါလီဘာတယောက်အတော်ကြာခီးနေနဲ့အိပ်ပျော်နေတော့မှာပဲဇက်ကရီယာတွေကပြက်စီးလို့သွားခဲ့ပါတယ်။ဒါလို့နဲ့ကောင်းငင်ဘောကရေစက်လေးတွေကြောင့်ဂါလီဘာမုံတိုင်းနဲ့တွေ့ပြီးလို့မှတ်ယူလိုက်တာပါ။ အဲနောက်မှာတော့ဂါလီဘာအတက်ကအင်ဂျီကိုဝစ်ပြီးတော့911ကိုဆက်ပေးမိ။ဇက်ကရီယာတွေနဲ့လိုင်းနေပါပြတ်နေတာကြောင့်ဘယ်လို့မှဆက်သွယ်လို့မရခဲ့ပါဘူး။ဒိုနဲ့ဂါလီဘာရှေ့ကိုကြည့်လိုက်တဲ့အခါမှာမိုးထီမြင့်တက်နေတဲ့လိုင်းလုံးကြီးကိုအထိတ်တလန့်နဲ့မြင်လိုက်ရပါတော့တယ်။ဒါကြောင့်ဂါလီဘာနဲ့သူ့ရဲ့လေကလေးကအဲ့ဒီလိုင်းလုံးကြီးဝါမျိုးတာကိုခံလိုက်ရပါတော့တယ်။လိုင်းလုံးကြောင့်မေမျောနဲ့ဂါလီဘာတောင်နိုးလာတဲ့ချိန်မှာတော့လေဘင်းအောက်ကနေစပြီးတော့လုံမြပြုတ်မြဖြစ်နေပါတယ်။ ကာလီပါလည်းသူ့ခန္ဓာကိုယ်ပေါ်တက်နေတဲ့ရွာစီစီအကောင်လေးတွေဟာပရဲစိတ်တွေဖြစ်နေမှာကိုသူကြောက်နေခဲ့ပါလေတကယ်တမ်းမှာတော့ကာလီပါကိုကြိုးနေနဲ့တုတ်ထားတာဖြစ်နေပြီသူကိုယ်ပေါ်မှာကတော့လူသေးသေးလေးပီစီညောင်းတောင်လေးတွေရှိနေခဲ့တာပါအဲ့ထဲကလူသေးသေးလေးတယောက်ကတော့သူဟာဘိုးချုပ်ကြီးအဝော့ဝါဒီယန်ဖြစ်ပြီးတော့လီလီပွတ်မြို့တော်ရဲ့အုပ်ချုပ်သူရာရှိတဦးလို့မိတ်ဆက်လိုက်ပါလေအဲ့ဒီလူသေးသေးလေးတွေကဂါလီဘာကိုသူတို့ရဲ့ရန်သူဘက်ဖျူရှန်မြို့ကသရှိုးစစ်ကူဖြစ်နေဖမ်းထားတာလို့ပြောလိုက်ပါတယ် အဲဒါကြောင့် Edward ကဂါလီဗာကိုဘီရင်ကြီးနဲ့ပေးတွဲဖို့ဆုံးဖြတ်လိုက်ပါတယ်။ဂါလီဗာလည်းလမ်းဖြတ်မိထားအော်လိုက်တာကြောင့်လူသေးသေးလေးတွေလည်းလန့်ပြီးတော့ပြေးကြပါတော့တယ်။ဒါပြင်လူသေးသေးလေးတွေခက်ခက်ကြီးတိဆောက်ထားတဲ့ထောင်ချောင်းနဲ့ကျိုးတွေကလည်းဂါလီဗာခန္ဓာကိုယ်ကြောင့်တခဏနဲ့နဲ့ပြတ်ထွက်သွားပါတယ်။အဲနောက်ဂါလီဗာမယုံကြည်နိုင်ဖြစ်ပြီးတော့အိမ်မက်လို့ထင်နေခဲ့တာပါ။အဲဒီချိန် Edward ကတော့မြေမော်ကနေဂါလီဗာခြေောက်ကိုလှမ်းနဲ့ပြစ်ထည့်လိုက်ပါတယ်။ပြီးတော့ Edward ကဂါလီဗာကိုဘလူးလို့ခေါ်ပြီးတော့သူလူတွေနဲ့သူဂါလီဗာကိုထပ်ဖမ်းမှုဂျိတ်တွေကိုထပ်သုံးမာတော့တယ်။ ဲလိုနဲ့ဂျိတ်တွေနဲ့ပြန်ဆွဲတာကြောင့်ဂါလီဗာလည်းနောက်ပြန်လန်ကြပြီးတော့မေ့လဲသွားပါတော့တယ်။အဲ့နောက်မှာတော့အက်ဝါ့ဦးဆောင်ပြီးတော့လီလီပို့မျိုးတော်တဲ့ကိုဂါလီဗာကိုဖမ်းခေါ်လို့လာခဲ့တာပါ။မျိုးသူမျိုးသားတွေကလည်းအန်ဟောတကြီးနဲ့ဂါလီဗာကြီးကိုလိုက်ပြီးတော့ကြည်နေကြပါတယ်။ဒိုနဲ့နန်းတော်ရောက်တဲ့အခါမှာဂါလီဗာကိုပြပြီးတော့ဘရင်ကြီးတီယိုဒေါစီကိုခေါ်လာခဲ့ပါတယ်။ဂါလီဗာကိုမြင်ပြီးတော့ဘရင်မကတော့သူလိုချင်တာလက်ကောက်ဖြစ်ပြီးအမွေးထူထူနဲ့တရဝါကြီးမဟုတ်ဘူးလို့ဘရင်ကြီးကိုပြောလိုက်ပါတယ်။အဘောကတော့ဘရင်စီကိုဂါလီဗာဟာ ဘက်ဖျူရှန်ရဲ့တရှိုးလို့တင်ပြလိုက်ပါတယ်။ဂါလီဗာကတော့ဘက်ဖျူရှန်ကိုမသိတာကြောင့်အခုရောက်နေတဲ့နေရာဘယ်နေရာလဲလို့မေးလိုက်ပါတယ်။အဲအကြောင်းနန်းတော်ကလူတွေလည်းဂါလီဗာရောက်နေတာကဘာပေါ်မှာအခမ်းအနားဆုံးနဲ့အလှပဆုံးမြို့တော်လီလီပုတ်ကိုရောက်နေရပဲလို့ပြောလိုက်တာပါ။အဲနောက်မှာတော့ဂါလီဗာကိုအကျဉ်းအောင်ဂူကြီးတစ်ခုထဲမှာခြေလက်တွေတန်ခြေချင်းတွေခတ်ပြီးတော့ထားထားလိုက်ပါတယ်။အဲလိုနဲ့အစာစားချိန်ရောက်တဲ့အခါမှာတော့ဂါလီဗာကိုကောက်ရိုးတွေကျွေးပါတော့တယ်။ဂါလီဗာကတော့ကောက်ရိုးတွေကိုသူဘလို့မှမစားနိုင်တာကြောင့်ပြန်ပြောပေးမယ်လေ။ လူသေးသေးလေးတွေကတော့ဂါလီဘာဒီနဲ့လှုပ်ရှားရရှိနေလို့လှမ်းအော်ပြောလိုက်ပါတယ်။ဂါလီဘာတော့သူ့ကိုဘလူးကြီးလို့ခေါ်နေရတဲ့ရက်ခိုင်းလိုက်ပြီးသူ့မှာလည်းခံစားချက်တွေရှိတယ်လို့ပြောလိုက်ပါတယ်။အဲနောက်မှာတော့လီလီပုတ်မျိုးသားတွေကအရှိဆုံးလူသားဖြစ်တဲ့ဟာရီရှိုကတော့အချင်းအောင်တဲကနေမျိုးသားတွေစားဂါလီဘာကိုတောင်းပန်နေပါတယ်။ဒီလိုနဲ့ဂါလီဘာလည်းဒလောက်ကြီးတဲ့အချင်းအောင်ကြီးတဲမှာဟာရီရှိုတယောက်ပဲလားလို့မေးလိုက်ပါတယ်။ဟာရီရှိုကတော့ကြီးမြတ်ပါတယ်ဆိုရဲဘုံဘူးကြီးအက်ဝတ်ကိုတိုင်း သူ့ရဲ့သရိုသမီးလောင်းကိုလွန်ကျူးကျူးကြီးမိခဲ့တဲ့သူ့ကိုထောင်ထဲထည့်လိုက်တာလို့ပြောပြလိုက်ပါလိမ့်အဲဒီသရိုသမီးလောင်းကတော့မင်းသမီးလေးမယ်ရီပဲလို့ဂါလီဗာကိုပြောပြလိုက်တာပါဂါလီဗာလည်းဒီလောက်လေးနဲ့အခုလိုထောင်ထဲထည့်လိုက်တာမှဖြစ်သင့်မှုလို့ပြန်ပြောလိုက်ပါလိမ့်ဟာရီရှိုကတော့သူ့လိုအစင်တန်းနှိမ့်တဲ့သူကမြင့်မြတ်တဲ့ဘရင်သမီးတော်တစ်ပါးကိုပိုးပန်းမှုကျူးလွန်ခဲ့မိတာဟာတာမန်လူတယောက်အနေနဲ့မဖြစ်နိုင်တာကိုလှုပ်ခဲတာပဲလို့ပြောလိုက်ပါလိမ့်ဂါလီဗာကတော့အဲ့ဒါကိုလက်မခံပဲကိုကိုကိုနှိမ့်ချမနေဘူးပဲဟာရီရှိုကိုဖြောင်းပြခဲ့ပါလိမ့် အဲ့ဒါကြောင့်ဂါလီဘာတယောက်ဟာရီရှုကိုနှစ်သိမ့်ပြီးတော့မေသမီးမယ်ရီရဲ့လက်တွဲပေါ်ဖြစ်လာနိုင်တယ်လို့ပြောလိုက်ပါတယ်။ဟာရီရှုကတော့အက်ဝော့ကတိုက်ပွဲပေါင်းများစွာကိုတိုက်ခိုက်ခဲ့တာကြောင့်အရေးချင်းတွေကအများကြီးရှိမယ်။သူ့မှာတော့အဲ့လိုအရေးချင်းတွေမရှိဘူးလို့ပြောလိုက်တာပါ။ဂါလီဘာတော့အက်ဝော့ကအလကားဦးကြောင်ကြားပါပဲလို့ပြောလိုက်တာကြောင့်အကျဉ်းအောင်လာတဲ့အက်ဝော့ကကြားသွားပါတော့တယ်။အဲ့ကြောင့်အက်ဝော့ကဂါလီဘာကိုဖမ်းပြီးတော့ပြစ်ချမယ်လို့ချိန်ချောက်ပါတော့တယ်။ဂါလီဘာလည်းသူ့ကိုပြစ်ချမှာကြောက်ပြီးတော့ဦးကြောင်ကြားစွာကကြီးမြတ်တဲ့ချင်းတဲ့နှလုံးသားနဲ့သူရဲ့ကောင်းကိုပြောတာပါလို့လိန်ပြီးတော့ဖောလိုက်ပါတယ်။ အတောင်အဝက်လေးဦးကြောင်ကြားဆိုတဲ့အဓိပ္ပာယ်သူထင်လို့မဟုတ်တာကြောင့်သူကိုယ်နိုင်လဲကြီးမြတ်တဲ့ဦးကြောင်ကြားပဲလို့ထားပြီးတော့ပြောလိုက်ပါတော့တယ်အဲ့နောက်မှာတော့အဝက်ကဂါလီဘာအလုံချမ်းတွေဆပြီးတော့လှုပ်ရမယ့်အချိန်ကြပြီမလို့ဂါလီဘာကိုဆပြီးတော့ခိုင်းမှာတော့တယ်ဒါမှမဟုတ်လဲဘက်ဖျူရှန်ကလူရီယာလီလီပုတ်ကိုကျူးကျော်ဖို့နေရာရှာနေကြပါပြီသူနဲ့ဘက်ဖျူရှန်ကလူရီယာမြို့တော်ထဲမှာရှိုးမီလှုပ်ပြီးတော့မင်းသမီးကိုမကာကွယ်နိုင်အောင်အကွက်ဆင်နေကြပါတယ်ခေါင်းလောင်တီးတဲ့တန်သုံးချက်ကိုကြားတာကြောင့်အဝက်ဟာရီရှိုးတို့လည်းမီးလောင်တဲ့အပြင်တိုက်ခိုက်ခံရတာကိုသိလိုက်ပြီးတော့ ကာလီဘာနဲ့အတူတူမြန်လိုက်သွားခဲ့ပါတော့တယ်။အဲဒါမှာတော့အဝက်ကဒူကရိုင်ပဲမင်းသမီးလေးကိုသွားပြီးတော့ကဲမာဖြစ်လို့ကာလီဘာနဲ့ဟာရီရှိုတို့မလိုက်ဖို့တားလိုက်ပါတယ်။ဒါမှလည်းဟာရီရှိုကအဝက်ကဲဖို့မမီလောက်တာကိုသိလို့ကာလီဘာကိုသွားကဲခိုင်းပါတော့တယ်။မင်းသမီးလေးမယ်ရီလည်းဖန်ခံလိုက်တဲ့ချိန်မှာတော့ကာလီဘာရောက်လာပြီးတော့ဘက်ဖျူရှာနေကိုဂုတ်ကနေဆွဲပြီးတော့အောက်ကိုပြစ်ချပစ်လိုက်ပါတယ်။အဲနောက်ကာလီဘာကမင်းသမီးလေးကိုသူ့လက်ဖွားပေါ်တင်ခေါ်ပြီးတော့ဘေးကင်းရာကိုရွှေ့ပေးခဲ့ပါတယ်။ဒုံနဲ့ကာလီဘာမင်းသမီးလေးကိုဘေးလို့ရချပေးလိုက်တဲ့ချိန်မှာ ဟာရီရှိုးလည်းရောက်လာပြီးတော့ဘက်ဖျူရှာနေပြန်ဆုပ်သွားတာကြောင့်အောင်ဝဲခံဖို့ပြောနေခဲ့ပါတယ်။အဲဒီမှာပဲခေါင်းလောင်းတန်ထပ်ပြီးတော့ကြားလိုက်ရတာကြောင့်မီလောင်နာကိုထိန်းချုပ်လို့မရသေးမှန်းမင်းသမီးလေးတည်သွားခဲ့ပါပြီ။ဘင်းကြီးကနန်းတော်ထဲမှာပိတ်မိနေပြီးတော့မီးတွေကလည်းပို့ပြီးတော့များလာတာကြောင့်ထွက်လို့မရတော့ပါဘူး။ဂါလီဘာတော့မီလောင်နဲ့နေရာကိုသွားပြီးတော့ကဲတင်းမှုစူးစမ်းပေမဲ့မီးတွေကတားကိုများနေရာကြောင့်သူ့လက်လေအပူလောင်သွားခဲ့ပါတယ်။အဲနောက်ဂါလီဘာအကြံရသွားပြီးတော့ဘောင်းမီကိုချိုးချလိုက်ပါတော့တယ်။ပြီးတဲ့နောက်မှာတော့မင်းသမီးလေးနဲ့တခြားလူတွေကိုမကြည့်ဖို့ပြောပြီးတော့ မိလောင်တဲ့နေရာကိုကျင်ငယ်ဆွန့်ချလိုက်ပါတော့တယ်။အဲ့ဒါကိုမြင်တဲ့အဝတ်ကလာပြီးတော့တားတာကြောင့်ဂါလီဘာလည်းသူ့ကိုပါသေးရီပြောင်းလုံးမိသွားပါတော့တယ်။အဝတ်လည်းဂါလီဘာကိုသေးတန်ပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။အဲ့ချိန်မှာပဲဘီရင်ထွက်လာပြီးတော့သူ့ရဲ့ကယ်တင်ရှင်ဂါလီဘာကိုဂျေဆုတွေတင်နေခဲ့တာပါ။အဝတ်ကတော့မကျေမနပ်ဖြစ်ကဒေါသတွေထွက်နေခဲ့ပြီးသူထင်သားသလိုမဖြစ်ခဲ့တာကြောင့်လူအုပ်ကြားတွေကနေထွက်ပြေးသွားပါတော့တယ်။အဲလိုနဲ့ဘီရင်ကဂါလီဘာနဲ့ဟာရီရှိုးကိုညသာစားပွဲတက်ရောက်ခွင့်ပေးလိုက်တာပါ။ ညသာစားပွဲမှာလူတိုင်းရဲ့ဂါလီဘာကမြူတိုင်းကြီးရဲ့တစ်ဖက်ကနေလာတာပဲလို့ထင်နေကြတာဖြစ်ပါတယ်။ဒါပေမဲ့ဂါလီဘာကတော့မဟန်တန်ကနေလာတာပါလို့ပြောပြလိုက်ပါတယ်။အဲနောက်ဘီမာကြီးကဂါလီဘာကိုမဟန်တန်ကသမရလို့ထင်သွားပုံရပါတယ်။မေသမီးကလည်းဂါလီဘာသမရတယောက်ဖြစ်နိုင်ပြီးတော့ဒီကဘာထဲမှာအင်အားတွေနဲ့ပြည့်နေတဲ့လူကြီးလူကောင်းတယောက်ပဲလို့ပြောလိုက်ပါတယ်။အဲနောက်ဂါလီဘာလည်းသူကရွေးကောက်ခံတဲ့သမရလောင်းပုံစံဖမ်းပြီးတော့လေကြီးလေကြဲတိလျှောက်ပြီးတော့ပြောနေပါတော့တယ်။ဒီနေ့မေသမီးလေးကဂါလီဘာဘယ်တော့မှကိုနန်းတော်ကိုပြန်မလဲလို့ မေးကြည့်လိုက်ပါလေ။ကာလီပါလည်းလေမရှိသေးသေးတော့ဒီမှာပဲဆက်နေနေရမယ်လို့ပြောလိုက်ရပါလေ။အားကြောင့်ဘီရင်လည်းသူ့လူတွေကိုကာလီပါလေကိုပြန်ရှာခိုင်းလိုက်မယ်လို့ပြောလိုက်ပြီးလေမတွင်းခင်တော့တင်းတော်တဲ့နေရာတစ်ခုစီစဉ်ပေးပါမယ်လို့ပြောလိုက်ပါလေ။ကာလီပါလည်းသူ့ကိုကောက်ဦးပုံပေါ်ထပ်ပြီးတော့အိတ်ခိုင်းဦးမှာလာလို့မေးလိုက်တာပါ။ဘီရင်ကတော့သူတို့တိုင်းပြည်မှာအတော်ဆုံးအင်ဂျင်နီယာတွေအများကြီးရှိနေကြအောင်ဘယ်ရမှာဆိုသူတို့စောင့်ပေးနိုင်ပါလေလို့ပြောလိုက်ပါလေ။အဲဒီလိုနဲ့ပဲခုနှစ်ရက်မြောက်တဲ့နေ့မှာတော့လူသေးသေးပြီးစီးညောင်းတောင်းလေးတွေက ။ဘရင်မိန်တော်နဲ့နေဖို့နေရာလေးတိဆောက်ပေးခဲ့ကြပါတယ်။ကာလီဘာတော့လှေပြန်ရလာမယ့်နေကိုစောင့်ပြီးလို့ဇိန်ကြကြပဲနေရတွေဖြတ်တန်းနေပါတော့တယ်။ဂျွန်နဲ့ကာလီဘာရဲ့ဖြော်ပြေးစဉ်ကအသင်းဖြစ်နေရကြအောင်ဟာရီရှိုလည်းကာလီဘာကိုလာပြီးတော့ခေါ်ပါတော့တယ်။အဲနောက်စင်ဘောကလူသေးသေးလေးနှစ်ယောက်ကကာလီဘာဘဝဇာတ်ကြောင်းကိုတင်ဆက်ပေးနေတာပါ။ဇေယောင်းမှာတော့ကာလီဘာနဲ့အတူမြို့တော်ကလူတွေပြင်ဘီယင်ကြီးတီယိုရောတို့တမိသားစုလုံးလာပြီးတော့ကြည်နေကြပါတယ်။အဲဒီမှာအဝရောက်လာပြီးတော့ဘီယင်ကြီးတီယိုရောနဲ့ အပတ်စဉ်ဆင်းဆင်းလေးကျင်းဖို့အချိန်ရောက်နေပြီဖြစ်လို့လာပြီးတော့ခေါ်ပါတော့တယ်။ဘင်းကြီးကတော့ဂါလီဘာရဲ့ဘဝဇာတ်ကြောင်းကိုစိတ်ဝင်စားနေကြည့်နေတာကြောင့်ဘေးဖယ်နေဖို့အက်ဝတ်ကိုပြောလိုက်တာပါ။အက်ဝတ်ကတော့သူတို့နှစ်သုံးအမှာတော့တခါမှမပြတ်ကွက်ဘူးပါဘူးလို့ပြောလိုက်ပါလေ။အဲနောက်အားလုံးကပြားဆက်မမြင်ရတော့ကြောင့်အက်ဝတ်ကိုဘေးဖယ်ခိုင်းထားလိုက်ကြပါလေ။တကယ်တော့လူသေးသေးလေးတွေမသိတဲ့တိုက်တန်းနဲ့ဇလန်းကိုပြန်ရိုက်ပြီးတော့ဂါလီဘာနာမည်နဲ့အစားထိုးပြားဆက်ပြန်ပြနေခဲ့တာပါ။အဲကြောင့်အက်ဝတ်ကတော့ပြားဆက်ထဲကလို့ဆိုရင် ဂါလီဘာရေနစ်သေးရမှာအခုဘာလို့ရှင်နေတာလဲလို့မေးလိုက်ပါတယ်။ဂါလီဘာလည်းမသေးပဲပြန်ရှင်လာလို့ဖြေလိုက်တာကြောင့်အက်ဝော့ကတော့ယူချောင်းချောင်းဇလန်းလို့သာပြောသွားခဲ့ပါတယ်။အနမရိုဟာရီရှိုကဂါလီဘာပြောပြတဲ့မန်တန်ကဒါစီနဲ့ဂါလီဘာအကြောင်းကိုနားထောင်ပြီးတော့သဘောတူကြနေခဲ့ပါတယ်။ဂါလီဘာကတော့သူ့မင်းသမီးလေးဒါစီနဲ့ပြန်တွေ့ရဖို့ကိုမဆောင်နိုင်တော့ဘူးလို့ပြောလိုက်တာပါ။ဟာရီရှိုကတော့နောက်နှစ်နှစ်လောက်ကြာရင်သူ့ကိုမင်းသမီးလေးစကားအစာပြောလိမ့်မယ်လို့ပြောနေပါတယ်။ဂါလီဘာကတော့မင်းကလေးတယောက်ကိုပိုးပန်းတာမင်းကလေးတယောက်စကားအစာပြောတာနဲ့ မဆိုင်ဘူးလို့ပြောလိုက်ပါတယ်။အဲကြောင့်ဂါလီဘာဟာရီရှိုးအနေနဲ့မင်းသမီးလေးကိုရဖို့အတွက်နီလန်ကောင်းတွေထုတ်သုံးဖို့လိုတယ်လို့အကြံပေးလိုက်ပါတယ်။ဟာရီရှိုးလည်းသူ့ကိုတင်ပြပေးဖို့ဂါလီဘာကိုအကူအညီတောင်းလိုက်ပါတယ်။အဲနောက်မှာတော့မင်းသမီးလေးမယ်ရီအပြင်မှာလိန်ချင်းခံနေတော့ဟာရီရှိုးကတော့ဂါလီဘာပြောတာတွေကိုပြန်ပြောပြီးတော့မင်းသမီးလေးနဲ့စကားအဆကြည့်နေပါတယ်။ဟာရီရှိုးရည်သားစကားတွေပြောနေတာကြောင့်မင်းသမီးလေးဟာရီရှိုဒုက္ခရောက်တော့မှအောင်မြင်အောင်နေပါလေ။ဟာရီရှိုရဲ့စကားလုံးတွေကိုဂါလီဘာတလုံးချင်းတင်ပေးနေတာကြောင့် ဇာကလုံးနေဟာတမူထူးကြလို့နေခဲ့ပါတယ်။မင်းသမီးမယ်ရီလည်းဟာရီရှိုးစကားတွေကိုသဘောကျပြီးတော့ကြွေစင်းနေခဲ့ပါပြီ။အနောက်ဟာရီရှိုးကဂါလီဗာအကြံနဲ့မင်းသမီးလေးကိုကားပြပါတော့တယ်။မင်းသမီးလေးမယ်ရီကတော့သူ့ဘွားမှာအခုလိုထူးခြားခြားခြေရေးဆိုတာမျိုးမခံရဘူးလို့ပြောလိုက်တာကြောင့်ဟာရီရှိုးလည်းအလုပ်ဖြစ်တာကိုဝမ်းသာနေခဲ့ပါတယ်။အနောက်မင်းသမီးကတရားကိုလာနေတဲ့အတွက်ဟာရီရှိုးကိုနောက်နေမှတွေ့မယ်လို့ပြောလိုက်ပါတော့တယ်။ဒီလိုနဲ့မင်းသမီးခန်းထဲပြန်ဝင်လာတဲ့အခါမှာအက်ဝတ်ကအသင်ထိုင်ဆောင်နေပြီးဘယ်သူနဲ့စကားပြောနေရလဲလို့မေးလိုက်ပါတယ်။ အဲ့နောက်မှာတော့အဝါကမင်းသမီးရဲ့စစ်မှန်တဲ့ထာဝရချစ်ချင်းပိုင်ရှင်ကသူပဲလို့ပြောလိုက်တာပါအဝါကတော့သူနဲ့မင်းသမီးကြားကပြောစရာကောင်းတဲ့ဘိုးဘန်းချင်းတွေကုံပြီမို့လို့သူကိုမရှိမဖြစ်လိုအပ်နေတဲ့ရွာသားတွေစီကိုပြန်သွားမယ်လို့ပြောလိုက်ပါတယ်အဲ့နောက်မှာတော့လီလီပို့တပ်သားတွေကဂါလီပါလေကိုတွေ့တာကြောင့်ဘီအင်ကြီးကိုအကြောင်းကြားလိုက်ကြပါတယ်ဒိုနဲ့အဝါကတော့ရောင်းရံမဟုတ်ဆိုတဲ့နာမည်နဲ့လေကိုရှာတွေ့ဖြစ်ကြောင်းဂါလီပါအင်တီကိုလာပြီးတော့ပြောပြလိုက်ပါတယ်ဂါလီပါလည်းသူတကယ်အိမ်ပြန်ရတော့မှကိုတွေးပြီးတော့ဝမ်းသာလို့နေခဲ့ပါတယ် လေကြီးကနှစ်ပိုင်းပြန်နေခဲ့ပြီးတော့ဂါလီဘာကတော့ဆောက်လို့ပြုပြင်မှာအရန်တော်တဲ့လီလီပုတ်ကအင်ဂျင်နီယာတွေကိုပြင်ခိုင်းလိုက်ပါတော့တယ်။အဲနောက်ဂါလီဘာကဒါစီစီကအတန်းမေးတွေကိုတွေးလိုက်တာကြောင့်စစ်ကြည့်လိုက်ပါတယ်။ဒါစီကတော့ဆောင်းပါးနမူနာကိုစာရေးဆရာကြီးစီကနေကူးချရေးခဲ့တဲ့ဂါလီဘာကိုဒေါသတကြီးထွက်နေခဲ့တာပါ။ဒါစီပိုးသမားအတန်းမေးတွေကဒေါသကြီးထွက်နေရာကြောင့်ဂါလီဘာကိုသူ့ရှိပေါ်မလာအောင်ပြောနေတဲ့အတန်းဖိုင်တွေပဲဖြစ်နေခဲ့ပါတယ်။အဝေါ်တိုကတော့လေပုံချမ်းတဲ့ဂါလီဘာတပတ်နဲ့ပြန်ရလို့မရအောင်လေကိုအမြန်ဆုံးပြင်ပေးလိုက်မယ်လို့ပြောနေခဲ့ပါတယ်။ ကာလီဘာတော့စိတ်မဝင်စားတော့ပဲစိတ်ပြက်လက်ပြက်နဲ့သာသွားပြီးတော့ထိုင်နေခဲ့ပါလိ။ဒိုနဲ့စိတ်ပြက်ပြီးထိုင်နေတဲ့ကာလီဘာကိုမင်းသမီးလေးလည်းစကားလာပြောပေးနေပါလိ။မင်းသမီးလေးကကာလီဘာတယောက်မင်းသမီးဒါစီကိုသတိရနေရလားလို့မေးလိုက်ပါလိ။ကာလီဘာလည်းဒါစီနဲ့သူဟာအဲ့လောက်ထိမနှိမ့်ဆက်သေးပါဘူးလို့ပြန်ရှင်းပြလိုက်ပါလိ။ဒါပေမဲ့အခုတော့ဒါစီသူ့ကိုအတော်လေးစိတ်နာနေပြီလို့ပြောလိုက်ပါလိ။မင်းသမီးကလည်းသူဟာရီရှုပ်ကိုချစ်မိနေတာကြောင့်ဘာဆက်လုပ်ရမှန်းမသိဖြစ်နေတာပါ။မင်းသမီးကအဝတ်ကိုနှလုံးသားပေးခဲ့ပြီးတော့သစ္စာပြုထားဖြစ်လို့ တကယ်လို့သာဖြတ်မိခဲ့ရင်အဝတ်ဂုံတိတ်ခါနဲ့လေးစားမှုတွေဆုံးရှုံးမှာကိုစိုးရင်နေခဲ့ပါလေကာလီဗာတော့သူ့အနေနဲ့ဒါစီစိတ်ကျင်တဲ့အောင်လီလီပေါ်မှာရှောင်တိတ်နေခြင်းကြောင့်ပြောပြတဲ့ခါမှာမင်းသမီးကတော့သဘောတူခဲ့ပါလေအဲလိုနဲ့ဒရိုင်းမီလုံးကကာလီဗာစက်နေမှာကိုသဘောတူကြပေမဲ့အဝတ်တယောက်ကတော့ကာလီဗာကိုမယုံတာကြောင့်ဘီရင်ကြီးစီသွားပြီးတော့ပြောပါတော့တယ်ဖြင်းကတော့ကာလီဗာရွေးချယ်မှုတွေပဲလို့သာပြောလိုက်ပြီးအဝတ်အလုပ်တွေကြောင့်စိတ်ဖိစီးနေတာလို့ပြောလိုက်ပါလေအဲဒါကြောင့်အဝတ်ကိုခဏအနားယူခိုင်းလိုက်ပြီးတော့သူတို့တက်မရဲ့ ဘိုးချုပ်အစ်ကိုဂါလီဗာကိုအက်လိုက်ပါတော့တယ်။အဝေါ်ကတော့ဒူးဘိုးချုပ်မှုဖြစ်သွားတာကြောင့်ဂါလီဗာအမိန့်ကိုနာခံရပါတော့တယ်။ဒါမဲ့အဝေါ်ကဒေါသထွက်ပြီးတော့လုံခြုံရေးအကုန်လုံးကိုဖြုတ်ချပစ်လိုက်ပါတယ်။ဒူးလုံလိုက်တာကိုဘက်ဖြူရှန်တပ်ဖွဲ့ကလူတွေကမြင်ပြီးတော့တပ်ဖွဲ့ပြင်ဆင်မှုဘင်ကြီးကိုသတင်းပို့လိုက်ပါတော့တယ်။အဲနောက်မှာတော့လီလီပိုတိုင်းပြည်စီကိုမြောင်များစွာသောလက်နက်ဘုံတွေကျလာပြီးတော့အဝေါ်ကတော့မဆိုင်လိုပဲနေနေခဲ့ပါတယ်။အဲနောက်ဘက်ဖြူရှန်တွေကကန်းကတ်တော့မှဖြစ်တာကြောင့်ဂါလီဗာလည်းထွက်လာပါတော့တယ်။ဒိုနဲ့ဂါလီဘာရောက်တဲ့အချိန်မှာအက်ဝတ်က ဘက်ဖျူရှန်တွေရဲ့လေတွေအားလုံးကိုရှင်းဖို့နဲ့တယောက်မကြံရှင်းပေးဖို့ဂါလီဘာကိုပြောပါတယ်သူနဲ့ဂါလီဘာတယောက်တေးမော်ရီနာရောက်လာပြီးတော့ငိမ့်ငိမ့်ယူဖို့ညှိကြည့်လိုက်ပါတယ်အဲ့နောက်မှာတော့ဘက်ဖျူရှန်တွေကဂါလီဘာကိုဝိုင်းပြီးတော့အမြောက်တွေနဲ့ပြစ်ကြပါတယ်ဒါပေမဲ့အမြောက်တွေကဂါလီဘာဘိုက်ကနေတဆင်ပြန်ကန်ထွက်ပြီးတော့ဘက်ဖျူရှန်တွေကိုပဲပြန်ပြီးတော့ထီသွားခဲ့ပါတော့တယ်အဲ့လိုနဲ့ဘက်ဖျူရှန်တွေနောက်ပြန်ဆုတ်ပြီးတော့ဂါလီဘာတို့နိုင်သွားခဲ့ပါတယ်သူနဲ့ဂါလီဘာလီလီပို့တိုင်းပြည်ကိုနောက်တစ်ချိန်ထပ်မံကယ်တင်ပေးနိုင်ခဲ့ပြီးဘေးမိသားစုတွေနဲ့လည်းအဆင်ပြေနေပါတယ် ဒါပေမဲ့တော့အက်ဝတ်နဲ့မင်းသမီးကအစင်မပြေတာတွေဖြစ်ပြီးတော့အက်ဝတ်ကချိန်ချောင်းနေပါတယ်။ဒါကြောင့်အက်ဝတ်ကဘတ်ဖြူချန်ဘင်းစီသွားပြီးတော့လီလီပို့ကိုဂါလီဘာဖျက်ဆီးလိုက်တာကြောင့်မကြခင်မှာလေဒီဘက်ကိုပါကူးလာပြီးတော့ပြောင်းလဲယူတော့မှလို့ပြောလိုက်ပါတယ်။အဲလိုနဲ့အက်ဝတ်ဟာဂါလီဘာတင်းမောဘောကနေရလာတဲ့ဆက်ယုံဆက်တဲ့စားကိုယူလာပြီးတော့ဘတ်ဖြူချန်ကိုပြပါတော့တယ်။အဲနောက်မှာတော့ခေါင်းလောင်းတန်း၅ချက်တီးလိုက်တာကြောင့်တခါမှမကြဘူးတဲ့လီလီပို့မျိုးသားတွေဟာကြောက်လန့်နေကြတဲ့ထွက်ပြေးကြပါတယ်။တကယ်တော့အဲ့ဒါအက်ဝတ်ဖြစ်နေပြီး အဝကစက်ရုပ်ထဲကိုဝင်ပြီးတော့တိုက်ခိုက်တော့မှာဖြစ်ပါတယ်။အနောက်အဝကဂါလီဘာထက်မြင့်တဲ့စက်ရုပ်ပုံစံပြောင်းလိုက်ပြီးတော့တိုက်ခိုက်ပါတော့တယ်။ဂါလီဘာတိုက်များတော့အကြောင်းသူဟာအရာအလုံးလိန်ခဲ့ပြီးတော့စာပို့ဌာနအကောင်လေးတယောက်ပါပဲလို့အမှန်တိုင်းပြောလိုက်ပါတော့တယ်။အနောက်မှာတော့ဂါလီဘာကိုလီလီပို့မျိုးတော်ကနေနှင်ထုတ်ဖို့အတွက်ဘက်ဖျူချန်ကလူတွေကလာပြီးတော့ဝိုင်းထားကြပါတယ်။ဒုံနဲ့ဂါလီဘာတယောက်ဘက်ဖျူချန်ရဲ့လေနောက်ကဖောင်မှာပါလာပြီးတော့ညူတတိုင်းတွေအနောက်ကိုပို့ခံလိုက်ရပါတော့တယ်။တပတ်မှလည်းလီလီပို့ကိုဘက်ဖျူချန်ကလူတွေလာအုပ်ဆိုးနေပြီးတော့ မင်းသမီးလေးနောက်ကိုလည်းအဆောင်တွေထကြမကွာလိုက်လာနေပါလေ။အဲနောက်မင်းသမီးကအဆောင်တွေကိုနှင်ထုတ်ပြီးတဲ့နောက်မှာဟာရီရှော်ကလာတွေ့ပြီးတော့လေကစီစဉ်တာဖြစ်လို့ဒီညအတူတူထွက်ပြေးကြမယ်လို့ပြောလိုက်ပါလေ။မင်းသမီးကတော့ဂါလီဘအကြံတွေကိုနားထောင်ခဲ့တဲ့ဟာရီရှော်ကိုလက်မခံဘဲညင်းလိုက်ပါလေ။အဲနောက်မှာတော့ဒါစီလည်းလေမပြီးတော့လီလီဘုတ်ကိုထပ်ပြီးတော့ရောက်လာခဲ့တာကြောင့်အန်ဝေါ်တို့ကတော့ဒုံးဆန်တိုင်းဂါလီဘကိုဖမ်းလို့ဖမ်းထားလိုက်ပါတော့လေ။အဲဒါကိုမြင်တဲ့ဟာရီရှော်ကတော့ဂါလီဘကိုသတိပေးမှဖြစ်မယ်လို့တွေးနေခဲ့ပါတော့လေ။ ။ဓမ္မမှာတော့ဂါလီဘာအယုတ်အိမ်ထဲကိုရောက်နေခဲ့ပြီးတော့သူ့ကိုအယုတ်မှခေါင်းဝင်ပေးထားမယ်။တီသွားပါတော့လေ။အဲဒါကတော့သူ့ထက်ပိုကြီးတဲ့အိမ်တော်ကြီးကကလေးမလေးကသူ့ကိုအယုတ်ကလေးလိုသဘောထားပြီးအယုတ်တွေနဲ့ဒူဒူစော်ခိုင်းနေတာပါ။ဟာရီရှိုလည်းလိုင်းရှာနဲ့ဂါလီဘာကိုတွေ့တာနဲ့အခုဆိုရင်ဒါစီဘာကျုံးကိုရောက်နေတဲ့အတွက်အဝတ်ကဖမ်းထားတဲ့အကြောင်းတွေကိုပြောပြလိုက်ပါလေ။တို့နဲ့လီလီဘုတ်ကိုပြောင်းလာတဲ့ဂါလီဘာဖမ်းခံထားတဲ့ဒါစီကိုရောက်လာပြီးစကားလာပြောပေးနေပါလေ။ဂါလီဘာလည်းလွန်ခဲ့တဲ့9နှစ်လောက်ကဒါစီကိုချစ်ရတဲ့အကြောင်းကိုဝေခံလိုက်တဲ့အခါမှာတော့ဒါစီက ါတောင်စာမပါလဲဂါလီပါသူ့စီလာမန်းကိုတီးသွားခဲ့ပါလေအဲနောက်ဒါစီကလေကိုယူပြီးတော့အမြန်ဒီကနေထွက်ဖို့ပြောပေမဲ့ဂါလီပါကတော့သူဒီတိုင်းမျိုးကဲတင်ပေးရအောင်ပါလို့ပြောလိုက်ပါလေသူနဲ့ဘရင်နဲ့ဘေမာကြီးတို့ရဲ့အချင်းကန်းလေးကိုဖွင့်ပေးလိုက်ပြီးဂါလီပါအဲဝေါ်ရဲ့စက်ရုံနဲ့တိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ပါလေဂါလီပါတကယ်လို့သူနိုင်ခဲ့ရင်လီလီပိုမျိုးကိုပုံမှန်တိုင်းပြန်ဖြစ်အောင်ပြန်လုပ်ပေးဖို့ပြောလိုက်ပါလေဒါမှလည်းစက်ရုံကြီးကအဆင်မြင့်တင်ထားပြီးတော့လျှက်စစ်ဓာတ်တွေလွတ်နေတာကြောင့်လူပြည့်တဲ့ဂါလီပါတော့လဲကျသွားခဲ့ပြန်ပါလေ။ အဲဒီမှာပဲဂါလီဘာတို့တိုက်ခိုင်းနေချိန်ဟာရီချိုကအထဲကနေလျှက်စစ်ဓာတ်ကိုသွားဖြတ်ပေးလိုက်ပါလေဒိုရဲပြင်းထန်တဲ့တိုက်ပွဲပြီးမှဂါလီဘာကနိုင်ရသွားပြီးတော့လီလီပို့နိုင်ငံတော်ကိုပြန်ရသွားခဲ့ပါပြီအဲနောက်မှာတော့ဂါလီဘာလည်းသူ့ရဲ့ခံစားချက်တွေကိုပြောပြနေတော့ဒါစီကတော့အထင်မဲ့ဖန်တန်းလိုက်ပါတော့တယ်ပြည်ထနာတွေအားလုံးပြီးမှတော့ဂါလီဘာနဲ့ဒါစီကလေနဲ့ပြန်သွားပြီးတော့ဟာရီချိုကတော့တန်ငယ်ချင်းကိုနှုတ်ဆက်ရတာကြောင့်ငိုနေခဲ့ပါလေအဲနောက်မှာတော့ဂါလီဘာဒါစီနဲ့တူရုံးကိုပြန်အောင်လာခဲ့ပြီး ဒါစီနဲ့ဂါလီဘာကတော့သူတို့ရဲ့ဘာမြူဒါကီးချောင်းကိုစောင်းမဖြစ်နဲ့အောင်မြင်သွားရင်းနဲ့ဇက်ကားလေးကိုဒီနေရာမှာအဆုံးသတ်ထားခဲ့ပါတော့တယ်ခင်ဗျာဟုတ်ကဲ့ပါဒီနေ့တော့တင်ဆက်မှုကတလောက်ပါပဲခင်ဗျဂါလီဘာကကျွန်တော်ငယ်ငယ်တုန်းကစာထဲမှာလေးသင်ခဲ့ရတယ်ပေါ့နော်အဲ့တော့ ဒီဂါလီဘာကအဲငလမလေးတွေလူပီစီနောက်နောက်လေးတွေတိုင်းမျိုးရောက်သွားတဲ့အခါမှာအဲဒါလေးကိုဇလန်းထွေပြီးတော့ရိုက်ထားတာပေါ့အဲ့တော့ငယ်ဘွားလေးကိုပြန်ပြီးတော့လဲသတိရကြမှာဖြစ်တယ်လို့တမျိုးတစ်ပုံခံစားမဲ့ဇကားလေးဖြစ်တာကြောင့်ရွေးချယ်ပြီးတော့ recap တင်ဆက်ပေးရခြင်းဖြစ်ပါတယ်ရုပ်ရှင်ကားတွေအစားဆုံးကြည့်ကြရင်လဲ Telegram Channel ကို join ထားလို့ရပါတယ်ခင်ဗျဆိုတော့ Channel ကို subscribe လုပ်ပြီးတော့ဘေးနားအကောင်းလုံးလေးနှိပ်ပေးထားကြပါဦးနောက်နေ့မှာရုပ်ရှင်ကားကောင်းများသွားတယ်ကျွန်တော်ပြန်လည်ပြီးတော့တွေ့ပါအောင်မေးဒီနေ့မှာအစားဆုံး live ပါကြည့်ရှုအားပေးခဲ့တဲ့အချိန်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျကျွန်တော်အန့်ခင်မှုပါ